တီတော်ခါဝဲလွန်မြတ်တစ်ပင် စေဘဝင်ကြီးလို့ဆိုရစကားရှိပါတယ်။ဒါကြောင့်ကျွန်တော်အနေနဲ့မိတ်ဆွေတို့ရေးသားထားတဲ့တစ္ဆာဆိုတဲ့စကားလေးကိုဒီနေ့ည၈နာရီမှာကုကုကုဒလိုင်းတစ္ဆာကုကုကုဒီလတ်တမာတိအတက်နိုင်ဆုံးအကောင်းဆုံးဆောင်ထင်းခဲ့တယ်ဆိုတဲ့သူတွေတစ္ဆာပြုတိုင်တယ်ဖို့ကျွန်တော်တင်ပေးထားပါတယ်။ လောကကြီးကိုစောင့်ရှောက်တော်မူတဲ့လောကပါလနမင်းကြီးများကိုတိုင်တည်ပြီးတော့တပည့်တော်သစ္စာဆိုပါတယ်အခုမြန်မာနိုင်ငံမှာ အာနာလူယူထားတဲ့အကျန်းဖက်စစ်တပ်တွေပြည်သူများအတွက်ကိုပြည်သူအကျိုးအတွက်မဟုတ်ဘဲသူတို့ရဲ့ကိုကြိုးစည်းဝါးအတွက်အာနာကိုလက်နက်အားဖြင့်လူယူခဲ့ခြင်းဖြစ်တယ်လို့သစ္စာဆိုပါတယ်အကျန်းဖက်စစ်တပ်ဟာ အာနာမခိုးခင်နဲ့အာနာလူယူပြီးတဲ့နောက်မှာလည်းပဲသူတို့လှုပ်ဆောင်နေသည်များအားလုံးဟာ ပြည်သူလူထုနဲ့တိုင်းပြည်ပေါ်အမှန်တကယ်မှန်ကန်တဲ့စေတနာ ထားခြင်းမဟုတ်ဘဲနဲ့သူတို့စစ်ဘိုလ်တိုက်ကိုဂျိုးစီပွားရှာစားဖို့အတွက်ဟန်ပြလှုပ်ဆောင်နေခြင်းသာဖြစ်တယ်ဆိုတဲ့တစ္ဆာဆိုပါတယ်ဂျမ်ဖက်စစ်တပ်ဟာဗဇတ်မှ အမျိုးဘာသာသာသနာလို့တွင်တွင်အော်နေပေမဲ့လည်းအမှန်တကယ်အမျိုးဘာသာသာသနာကိုဆောက်ရှောက်လိုတဲ့စိတ်ကြောင့်မဟုတ်ဘဲနဲ့ဘာသာရေးကိုသူတို့ကိုကြိုးစည်းပွားတဲ့ခုတုံးလှုပ်ဖို့အသုံးချနေတာဖြစ်တယ်လို့သစ္စာဆိုပါတယ်။အကျံပဲစစ်တာဟာသူတို့စစ်သားတွေနေ့စဉ်ဆုံနေကြသစ္စာ၄ချက်ကိုသူတို့ကိုယ်တိုင်ချိုးဖောက်ပြီးတော့ပြည်သူလူထုပေါ်မှာစောင့်တရမဲ့ကျင့်ဝတ်သစ္စာများပြည့်ရင်းစန့်ကျင် ပြုတ်လုသွားသောတစ္ဆာပေါက်စစ်တပ်ကြီးဖြစ်တယ်လို့တစ္ဆာဆိုပါတယ်အကြပဲစစ်တပ်ဟာသူတို့နေစဉ်စားနေတဲ့ရိတ်ခါတွေဟာပြည်သူထံကပြည်သူရိတ်ခါတွေပြည်သူဗန်ဒံဝင်နဲ့ဝယ်ယူထားတဲ့ရိတ်ခါတွေဖြစ်ပြီးပြည်သူကြွေးတဲ့ဓမင်းကိုစားပြီးပြည်သူကို ပြန်လဲတတ်ဖြတ်နေတဲ့ပြည်တပ်စစ်သားများဖြစ်နေပြီတစ္ဆာဆိုပါတယ် ကျွန်တော်ဒီလည်းပဲဘဝတစ်လျှောက်လုံးကုသကောင်းမှုတဆန်းသေးပြုခဲ့ပြီးတော့မကောင်းမှုဆိုတာလေလဲရှိကောင်းရှိလိမ့်မယ်လို့တစ္ဆာဆိုပါတယ်။ဤတစ္ဆာစကားတွေမှန်ကန်ပါကအာနာလူယူထားတဲ့အကျံဖက်စစ်တက်ကြီးတက်ရေးတက်လေးတက်အဲ့ဒီတည်းအတင်းတမဦးစည်းချုပ်လုံနေတဲ့မင်းအောင်လိုင်းသူ့ရဲ့လက်ထောက်ဆိုးဝင်းတဲ့တကွလက်အောင်ငယ်သားအလိုသူအလိုပါအားလုံးအပေါင်းပါများဖြစ်တဲ့ ရဲပြူဒလန်အကြက်ဖက်စစ်တပ်နဲ့ပူးပေါင်းနေတဲ့လက်နက်ကိုင်အဖွဲ့အားလုံး BGF အပါအဝင်နောက်ပြီးတော့ဓမ္မဆိုတဲ့ဗုဒ္ဓရဲ့ဒေသနာတွေကိုသင်ကြား၍သိထားတော်လဲပဲလက်တွေမှာအဓမ္မဘက်ကိုသိလျက်နဲ့အားပေးကူညီနေတဲ့ယဟန်တုအားလုံးလူပုဂ္ဂိုလ်အားလုံးစသည်တို့ဟာအကြောင်းမျိုးမျိုးဘေးမျိုးမျိုးတုံပြီးအမြန်ဆုံးဒုက္ခရောက်ဆုံးခ၍ပျက်စီး ကြဆုံးပါစေလို့တစ္ဆာပြုပါတယ်။ပြည်သူကိုနှိပ်စက်ကလူပြုတဲ့ဖက်စစ်အကြမ်းဖက်လက်ပါစီများအားလုံးတို့ပြည်သူပြည်သူတွေရဲ့ကိုစားဆူတောင်းတိုင်တဲ့စကားဖြစ်ပါတယ်။အဲ့တော့မကြခင်ရများမှာတစ္ဆာတွေဆူတော့မဲ့မင်းအွန်လိုင်းလက်ပါစီတွေအကြောင်းကိုပြည်သူအားလုံးဝမ်းပန်းတသာလက်ကမောင်းခတ်၍ပျော်ရွှင်ခွင့်ရကြပါစေ။